မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနေ့မှာဂျေဇုရောအဖြစ်ကျွန်တော်နဲ့တို့နှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20အပိုင်းငယ်28ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်တောမကလည်းအကျွန်ုပ်ဤအရှင်အကျွန်ုပ်ဤဘုရားသခင်ပါတကားဟု ြန်၍လျှောက်၏ဒီနေရာမှာတော့တခိယေရှုခရစ်တော် ရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာသူက တပည့်တော်တွေစီကို လာပြီးတော့မှ ကိုထင်ပြပါဗျာတပည့်တော်တွေကကြောက်လွန်းလို့တကားတွေပိတ်ပြီးတော့မှ စီဝေပြီးပုန်းနေကြပါတယ်ဘာဖြစ်လို့လဲဆိုတော့အလောင်းကောင် မရှိတော့တဲ့နောက်ပိုင်းမှာပြဿနာတော်တော်များပါတယ်ဘသူခိုးသွားတာလဲဆိုပြီးတော့မှလည်းရန်ရှာဖို့ဒီလိုအကြောင်းအရာတွေရှိပါတယ်ဒါကြောင့်သူတို့တွေက ယေရှုခရစ်တော်ရဲ့နောက်လိုက်တပည့်တွေဖြစ်တဲ့အတွက်ကြောင့်မလို့တာဝန်ရှိတဲ့သူတွေသူတို့ကိုလာရှာမယ်လို့ဒီလိုဆိုရင်ကြောက်ရွံ့နေတာဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်တဲ့အကြောင်းကိုသူတို့ဘလို့မှမယုံနိုင်တဲ့အခြေအနေမျိုးမှာသခင်ယေရှုခရစ်တော်ကသူရှင်ပြန်ထမြောက်ကြောင်းကိုတက်တည်ထူတယ်ဆိုတာတွေ့ရတယ်။တပည့်တော်တွေကသူတို့ရှိတဲ့နေရာကိုယေရှုရောက်လာတာကိုမြင်တွေ့ခဲ့ရပြီးတော့မှယေရှုခရစ်တော်အမှန်တကယ် သက်ရှင်ကြောင်းကိုနှစ်ဖူးတွေ့ဒူးတွေ့တွေ့မြင်ခဲ့ရတယ်ဆိုတာတွေ့ရတယ်။အဲ့ဒီနေရာမှာတောမကရှိမနေဘူး။အဲ့ဒါနဲ့တပည့်တော်တွေကတောမပြန်လာတဲ့အခါပြောပြကြတယ်။ငါတို့အရှင် ထားမြောက်ပြီလို့ပြောတဲ့အခါမှာတောမကသူကိုယ်တိုင် မမြင်မဆမ်းရရင်မယုံဘူးလို့အဲ့လိုပြန်ပြောပါတယ်။ဒါနဲ့ပဲနောက်ရက်အနေငယ်ကြာတဲ့အခါမှာသခင်ယေရှုခရစ်တော်ကတခါရောက်လာပါတယ် ရောက်လာပြီးတော့မှတောမကိုဘာပြောလဲဆိုတော့တောမယုံမာခြင်းမရှိနဲ့ယုံမာငါပင်ဖြစ်တယ်မယုံရင်ငါရဲ့လက်တွေငါရဲ့နံပေးတွေကိုစမ်းကြည့်ဆိုပြီးတော့မှစိန်ခေါ်တယ်ဆိုတာတွေ့ရတယ်။သခင်ယေရှုခရစ်တော်ကတောမပြောတဲ့စကားကိုသူကြားပါတယ်သိပါတယ်။ဘာဖြစ်လို့လဲဆိုတော့သခင်ယေရှုခရစ်တော်ကရှင်ပြန်ထမြောက်ပြီးနေရာတိုင်းမှာရှိတယ်မမြင်ရပေမဲ့လည်းအနီးပါးမှာရှိနေနိုင်တယ်။ဒါကြောင့်မလို့ တောမက သခင်ယေရှုကိုမမြင်ရတော့လဲသခင်ယေရှုကသူ့ကိုတည်နေတယ်သခင်ယေရှုကိုမမြင်ရလို့မရှိဘူးလို့ထင်ပြီးတောမပြောတဲ့စကားကိုသခင်ယေရှုကကြားသိပြီးတော့မှတောမမယုံမှန်းသီလို့လာပြီးငါ့ကိုစမ်းကြည့်ပါငါ့နှဘေးကိုလည်းစမ်းကြည့်လို့လာပြောတဲ့အခါမှာတောမက သခင်ယေရှုခရစ်တော်ကိုစမ်းသက်တယ်လို့ကျမ်းစာမှာတော့မရေးပါဘူးမယုံရင်စမ်းကြည့်လို့တော့သခင်ယေရှုခရစ်တော်ကသူ့ကို စင်ခေါ်တာတော့တွေ့ရတယ်။ဒါပေမဲ့တောမာကသခင်ယေရှုခရစ်တော်ရဲ့အသံကို ကြားတဲ့အခါမှာ အကျွန်ုပ်ဤအရှင်အကျွန်ုပ်ဤဖျားသခင်ပါတကားလို့ပြန်လျှောက်တယ်ဆိုတာတွေ့ရတယ်။သဘောကတော့သခင်ယေရှုခရစ်တော်ကို မြင်ယုံတဲ့သခင်ယေရှုရဲ့အသံကိုကြားလိုက်တာနဲ့သခင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတာကို သူတက်အပ်သေးချာသိတယ်။တော်ပြီးတော့မှစမ်းစရာမလိုဘူး၊ဂိုင်ကြည့်စရာမလိုဘဲနဲ့ သခင်ယေရှုခရစ်တော်ဖြစ်ကြောင်းကိုတောမာကအသေးအချာသိရှိပြီးအကျွန်ုပ်၏အရှင် အကျွန်ုပ်၏ဖခင်သခင်ဘာတကားလို့ပြန်လျှောက်တယ်လို့တွေ့ရပါတယ်ချစ်တော်မိဘညီကိုမောင်တို့သခင်ယေရှုခရစ်တော်ကိုယုံကြည်ဖို့ဆိုတာသခင်ယေရှုခရစ်တော်ကိုတော်တိုင်ကပဲတတ်သိထူးမှရပါတယ်ဘယ်သူတစ်ယောက်ကမှသခင်ယေရှုခရစ်တော်နေရာကနေပြီးတော့မှတတ်သိထူးဖို့မဖြစ်နိုင်ပါဘူးသခင်ယေရှုခရစ်တော်ကိုယုံကြည်ပါ သူဟာအသက်ရှင်တဲ့ဖခင်ဖြစ်တယ်လို့တော့ပြောလို့တော့ရတယ်။ဒါပေမဲ့တချို့လူတွေက ကိုယ်တိုင်မြင်ရမှ တွေ့ရမှဆိုပြီးတော့မှအဲ့လိုမျိုး လက်တွေ့ကြကြသမားတွေလည်းရှိပါတယ်။သခင်ယေရှုခရစ်တော်ကတောမအကိုပြောပါတယ်။ငါ့ကိုသင်မြင်သောကြောင့်ယုံချင်းရှိတယ်။ငါ့ကိုမမြင်ဘဲယုံတဲ့သူတွေက မင်္ဂလာရှိတယ်လို့ဆိုတာကို တွေ့ရပါတယ်။သဘောကတော့မြင်မှယုံမယ်ဆိုတာကိုကျွန်တော်တို့ကအများအားဖြင့်လက်ခံတယ် အမှန်တော့ယုံကြည်ခြင်းဆိုတာကမမြင်ဘဲနဲ့ယုံနိုင်တာကိုပြောတာဖြစ်ပါတယ်။မြင်မှတော့ယုံเสียမလို့တော့ပါဘူး။တွေ့မြင်နေပြီးသားအရာကိုယုံတယ်ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူး။ယုံတယ်ဆိုတာကမမြင်သေးတဲ့အရာကိုယုံကြည်တာဖြစ်ပါတယ်။ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်တယ်ဆိုတာကိုတသက်သူပဲသူဟာသခင်ယေရှုကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ယေရှုထမြောက်ခြင်းအကြောင်းကို ကိုယ်တိုင်ခံစားသိရှိတာကိုသူတော်ဘာကိုပြောပြနိုင်တယ်အဲ့ဒီပြောပြတဲ့အခြေအကိုကြားပြီးယုံလို့ရတယ်အဲ့ဒီယုံကြည်ခြင်းကလုံးဝရှက်ကြောက်စရာအကြောင်းနဲ့ကင်းတယ်တေးချတယ်သို့တော့မြင်မှတွေ့မှယုံမယ်ဆိုရင်တော့ သခင်ယေရှု ကိုတော်တိုင်ကပဲသက်သေထူနိုင်ပါလိမ့်မယ်ဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဖျားကိုရုတ်ကိုကျေးဇူးတင်ပါတယ် ကိုရောဟာအသက်ရှင်တဲ့ဖရာဖြစ်တဲ့တေချင်းကိုအောင်မြင်ခဲ့တယ်။ကိုရောအသက်ရှင်ကြောင်းကိုကိုရောတိုင်းကပဲတက်တည်ထူတယ်လို့ကျွန်တော်သိရှိရပါတယ်။ဂျေစုတင်တဲ့ဖာဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာ ကိုရောအသက်ရှင်ကြောင်းကို သိရှိခဲ့ရတဲ့ကိုတိုင်းကိုကြမြင်တွေ့ခဲ့ရတဲ့သူများရဲ့တက်တည်ခံချက်ကိုကြားပြီးသခင်ယေရှုကိုယုံကြည်ခွင့်ရလို့ဂျေစုတင်ပါတယ်။ဘဝမှာလည်းသခင်ယေရှုရှိကြောင်းကိုအတက်သေးချာသိပြီးတော့ မြဲမြဲကင်ဆွဲနိုင်ဖို့မဆာပါဘယ်လိုခက်ခဲပြဿနာမျိုးမဆိုသခင်ယေရှုနဲ့အတူသွားလာတဲ့အသက်တာဖြစ်စေပါ နာမတော်ပုံကြီးပါစေတဏိတာလုံးကိုကိုလိုလက်တော်မှာအပ်ပါれဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာကိုတော်ကြည်စုပြုပါမိအကြောင်းတဏိတာကိုဆက်ကလျက်ယေရှုနာမ၌ဆုတောင်းပါ၏အာမင်